နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဂျာမနီနိုင်ငံမှာမနေ့ကမတ်လ9ရက်နေ့မှာအလုသမာသပိတ်ကြောင့်လီယန်ခရီးစဉ်တွေကိုဖျက်သိမ်းလိုက်ရပါတယ်။ရုတ်တရက်သပိတ်မှောက်လိုက်တာကြောင့်ဂျာမနီနိုင်ငံဟမ်ဘတ်လေဆိပ်မှာခရီးသည်၄000ကျော်ရဲ့အစီအစဉ်တွေထိခိုက်ခဲ့ရတာဖြစ်ပါတယ်။ခရီးစဉ်ပေါင်း280အထက်ကခရီးစဉ်၃ခုပဲမနေ့ကထွက်ခွာနိုင်ခဲ့ပြီးခရီးသည်တွေအတွက်အခက်အခဲတွေဖြစ်ခဲ့ရပါတယ်။ မလ၁ရက်နေ့မှာဂျာမနီနိုင်ငံတော်ဝန်က၄ခုမှာဘာဒီသမဂ္ဂဦးဆောင်ပြီးတပိတ်မောက်ဖို့စီစဉ်ခဲ့ပေမဲ့မနေ့ကတပိတ်မောက်တာဟာအစီအစဉ်မှာမပါဘဲနိုင်ယွတ်တာကျွတ်တင်တတိပေးပြီးရုတ်တရက်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီတပိတ်လှုပ်ရက်ဟာစာရှုပ်အသစ်အတွက်ထပ်မံညှိနှိုင်းနေတဲ့အချိန်မှာဂျာမနီတဝန်ကြည်ကြည်ပြန့်ပြန့်ကန့်ကွက်ဆန္ဒပြဖို့စီစဉ်တဲ့ရက်မတိုင်မီမှာပဲရုတ်တရက်လှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုတပိတ်လှုပ်ရက်ဟာ လွန်ကျွန်သွားပြီးခရီးသွားရာသီအစဖြစ်နေတဲ့အချိန်မှာပဲခရီးသည်တွေအတွက်မမျှတပဲနဲ့အငင်းပွားဖွေဖြစ်စေခဲ့တယ်လို့ဟမ်ဘတ်လေးစိတ်ပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပါတယ်သူကဒီတပိတ်မောက်တဲ့လုံရဲဟာခီးသေးတွေနဲ့မသက်ဆိုင်ပဲသူတို့အတွက်မလိုလားအတက်ဒုက္ခတွေကိုဖြစ်စေခဲ့တယ်လို့ထောက်ပြခဲ့ပါရဲ့ရှင်။